ားလုံးပဲမင်္ဂလာပါခင်ဗျာအခုကကျွန်တော်ဖော်ထုတ်ပြသသွားချင်တာကတော့ဘလို့ချီနေမျိုးပါပဲဖြစ်ဖြစ်ကိုသွင်းယူတတ်တဲ့မြမယူဆက်ခွန်အမျိုးသမီးတင်းရဲ့ရှေးတန်းတိုက်စစ်မှုလေးနတ်ရှင်တန်ဖြူစင်ပြုံးမဲ့ဖြစ်ပါတယ်သူ့ရဲ့သွင်းကိုတော်တော်များများကိုလေးလာကြည့်တဲ့အခါရှုပ်ထွေးရကြာနေမရမကသွင်းယူသွားတဲ့ကိုယ်တွေပဲတွေ့ရပါတယ်အရှုပ်ရှက်တေကြာနေ ိုးဖောက်ကစားတတ်တဲ့သူ့ရဲ့ဟန်ဟာကျွန်တော်အမြင်မှာတော့တမူထူးခြားလို့နေပါတယ်အရှုံးရှက်တေးကြားကကိုသွင်းတတ်တာဟာ when thinking to be in ရှင်းတမ်းပြုစင်ပြုံးလို့တောင်ပြောလို့ရပါတယ်သူသွင်းသွားတဲ့သွင်းကိုတော်တော်များများကလည်းစိတ်တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့သွင်းသွားတဲ့ကိုရီတာများပါတယ်အခုကိုကိုလည်းကြည်လိုက်ပါဦးနောက်တန်းကိုလှလပပကြိုဖက်သွားတာကလည်းတကယ်ဆရာကြီးပါပဲ ရှင်းတန်ဖြူစင်ပြုံးရင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းဘောလုံးမတစ်ယောက်မှာရှိသင့်ရှိတိုက်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးဖြစ်ပါတယ်။ပြရာယုံအားကောင်းသလိုကိုယ်သွင်းကလည်းတိကျတည်တည်လွန်လာပါတယ်။ရှင်းတန်ဖြူစင်ပြုံးဟာအေယဝီတိုင်းဝါခင်မမျိုးနဲ့ဂျုံပတော်ကြီးရွာပါလို့သိရှိရပါတယ်။အနောက်ပိုးကင်လူမျိုးဖြစ်ပါတယ်။တိုက်စစ်အားသွင်းကိုအားကောင်းမှုတွေကြောင့် ကျောင်းသားအားကြားပွဲတော်မြို့သားအားကြားပွဲတော်တို့ကနေမြို့နယ်ခရိုင်တိုင်းအစဉ်အဆက်ဖြစ်ကျော်ပြီးတိုက်စစ်မှုကသမားဘဝကိုစတင်ဖြတ်တန်းခဲ့ရပါတယ်။ပြီးခဲ့တဲ့ဗီယက်နမ်အာဆီယံ U16 အမျိုးသမီးဘောလုံးပြိုင်ပွဲမှာလည်းတွင်ကိုကိုတွင်ယူခဲ့ပါသေးတယ်။ခုကမှရှစ်တန်ဖြူစင်ပြုံးဟာ ARV FC မှာဝင်ရောက်ကစားနေတာဖြစ်ပါတယ်။အခုလိုရှင်းတန်ဖြူစင်ပြုံးကိုမြေတော်မြောက်ပေးခဲ့တဲ့သူကတော့ ် ARR တိုင်းဒေသကြီးအမျိုးသမီးသင်းနီးပြကျုံဦးစန်းဝင်းလို့သိရပါတယ်ခင်ဗျာမကာဟိုနယ်ပွဲစဉ်မှာရှင်းတန်ပြူစင်ပြုံးသွင်းထားတဲ့တွင်ကိုတွေကိုကြည့်ရင်အရှုပ်ထွေးတွေကြားကနေမေယမကကိုသွင်းတတ်တဲ့သူ့ရဲ့စိတ်တကူမြင်ရပါတယ်သူ့ရဲ့ယုံအားတိုးအားကိုသွင်းအားတွေကိုကျွန်တော်တို့ဆက်လက်မြင်တွေ့သွားဖွယ်ရှိပါတယ်လာမယ့်တရုတ်နိုင်ငံကအရှင်ဖြစ်ကျင်းပမယ့် AFC USMD Women Asian Cup ကို ျွန်တော်တို့မြန်မာအသင်းဝင်ရောက်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ရှင်သန်ဖြူစင်ပြုံးရဲ့အတွင်းကိုတွေကိုဘလောက်ထိမြင်ခွင့်ရသွားမလဲဆိုတော့စိတ်ဝင်စားပဲကောင်းလာပါတယ်အကောင်းဆုံးတွေလုတ်ပြနိုင်ပါစေညီမလေးရေဘဝမှာဒီထက်လဲပုံမှုအောင်မြင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ